လောကကြီးကစိတ်ပြည့်ပွဲဖြစ်ပြီးစိတ်ထဲမှာ၆တွေ့တွေ့ဖြစ်ပြီးလောကကြီးကိုညီငွေပြီးဘာလို့မှမသိလောက်အနေထားမျိုးတွေဖြစ်တဲ့အခါမျိုးမြတ်စွာဘုရားရဲ့ဂုဏ်တော်တွေကိုဆင်ញင်ပွားများလိုက်လို့ရှင်စိတ်အားတွေနှမ်းဆန်းပြီးတော့ပြန်တက်ကြွလာအဲ့ဒီအားတွေကိုယူပြီးတော့ပြန်ပြီးဆင်ញင်သုံးသက်ဝိပဿနာထပ်ပြီးတော့ရှုတဲ့အခါမှာဉာဏ်စွမ်းတွေပို့ထက်လာတဲ့ဒီလိုနီးစနစ်တွေရှိတယ်ပေါ့ဒါတရားတွေ တို့ပွားလာအောင်လှုပ်လုပ်ပြီးတော့ပေးကြရတဲ့ထဲဗုဒ္ဓရဲ့ဂုဏ်တော်တွေမကြကနာဆင်ញင်ပြီးကိုယ့်ကိုအားပေးတာဆဲဒုက္ခရောက်တဲ့အခါမှာလည်းမြတ်စွာဘုရားရဲ့ဂုဏ်တွေကိုဆင်ញင်ပြီးတော့ကိုယ့်ရဲ့ဒုက္ခဒုက္ခကိုချိတ်မိတ်ပြီးတော့ခံစားကြအဲ့ဒါလို့မဟုတ်လို့ရှင်ကာယကဒုက္ခခံစားနေရတဲ့အချိန်မှာစေတသိကဒုက္ခလို့ခေါ်တဲ့ပကျေနပ်မှုတွေစိတ်တုံမှုတွေ ဒါရင်ဒေါသတွေကကိုယ့်ကိုလွှမ်းမိုးလာပြီဆိုတဲ့အခါမှာလူတွေမှာအ ਨੇ ဆုံးတော့ကိုယ့်ကိုပြောကြတယ်တေးလိုက်ရင်ကောင်းတယ်တကယ်တော့မသေးချင်မှမဟုတ်ပါဘူးနော်တို့တော့ဒုက္ခမခံနိုင်တဲ့အခါအဲ့ဒါမျိုးဖြစ်တယ်အဲ့လိုတေးလိုက်ရင်ကောင်းမယ်လို့တွေးနေမဲ့အစားဩဒီလိုဒုက္ခတွေလွတ်မြောက်အောင်မြတ်စွာဘုရားကဟောတာပါလားဒါတဏှာတွေကဒုက္ခဆိုတာဒါပဲငါတို့လူချင်းလို့ အကောင်းထင်ပြီးတော့ယူထားတဲ့ခန္ဓာတွေတဲကပါလာတဲ့ဒုက္ခတွေဆိုတာဒါတွေပါလားလို့တာဝေကတရားဖြစ်ပွားပြီးမြတ်စွာဘုရားတောင်းမှဒီလိုဒုက္ခတွေခံရတာပဲငါလိုလူတော့ဘယ်ပြောเสียရှိမလဲဆိုတဲ့စိတ်ဖြစ်သိမ့်မှုလေးတွေဟာတရားသဘောနဲ့ဖြစ်သိမ့်တာဖြစ်တယ်ပေါ့ဩမြတ်စွာဘုရားဟာတကယ်တမန်တမုဒ္ဒအမှန်ကန်သိတဲ့ဘုရားဖြစ်ပါပေတယ်အဲ့ဒီဘုရားကဒီဒုက္ခတွေလွတ်အောင်ဟောတာ တရားတော်များဟာလည်းပဲမှန်မှန်ကန်ကန်ဟောတဲ့တရားတော်ဖြစ်ပါပေတယ်ဒီဒုက္ခတွေလွတ်အောင်ဒီတရားကျင့်ရမှာအော်တန်ဃာတော်ရှင်မြတ်တရားလည်းဒီဒုက္ခကလွတ်မြောက်အောင်မှန်ကန်တဲ့ဗြမစရိယအကျင့်ကိုကျင့်သွားကြတာလို့ဖရာကုံတရားကိုတန်ဃာကုံနေနဲ့ကိုယ်စိတ်ကိုလွှမ်းထုံထားလိုက်တဲ့အခါမှာဒုက္ခတွေပေါ်မှာခနဲ့အတန်တင်းရသွားတယ်ပေါ့ဒါစိတ်ရဲ့ထွက်ပေါက်ကလေးတစ်ခုပဲပေါ့